မျိုးနယ်သူခေါင်းဆောင်တဘောကြပြီဆိုအဲ့ဒီမိန်းကလေးရတဆယ်ကလန်လေးချိန်ရှိတဲ့တန်ရွတ်တန်ဝင်းမြောက်ကိုဝတ်ဆင်ပေးထားပါတယ်ဒီမြေနယ်ရဲ့ခေါင်းဆောင်ကသူတို့ဘက်ရတဲ့မိကလို့ဆိုရင်ဘယ်ရဲဖြစ်ဖြစ်သူတို့ရဲ့ level မှာဒါမှမဟုတ်6လောက်တွေမှာ၄လနဲ့တန်ကျိုးတွေခက်လက်ရှိပါတယ်။အားလုံးပဲမိကလို့ကျွန်တော်နာမည်ကိုဆိုင်မှာ COG ကစမ်းတဲ့တီထောင်လို့တယောက်ဖြစ်ပါတယ်။ကျွန်တော် channel လေးမှာတို့ရဆက်ရတဲ့ဘယ်လိုတင်ဆက်ပေးတာဖြစ်လို့ live ကြည့်ရှုဖို့ဖိတ်ပေါ်ပြရတယ်။ဒါဆိုဘယ်လိုလေးဆက်လိုက်အောင်ဗျာ။ကိုမြင်နေတဲ့သူကတော့ကရိုးသမီးတယောက်ဖြစ်ပါတယ်။သူကထွက်ပြေးဖို့ကြိုးစားပေမဲ့ ကံကောင်းကြောင့်မလားကံတရားကမျက်နှာမှာပြီးတော့သူပြန်ဖမ်းပြီးသွားပါတယ်။သူဆက်ပြရတဲ့အကြောင်းရင်းကမျိုးနယ်သူခေါင်းဆောင်နဲ့မလို့ချင်လို့ဖြစ်ပါတယ်။မျိုးနယ်သူခေါင်းဆောင်တဘောကြပြီဆိုအဲ့ဒီမိန်းကလေးက၁၀ကရမ်၄ရင်ရှိတဲ့တန်ရွတ်တန်ဝင်းမျိုးကိုဝတ်ဆင်ပေးထားပါတယ်။အဲ့ဒီတန်ရွတ်တန်ဝင်းလေးက၁၀ကရမ်တော့လေးလံပြီးထပ်ပြလို့မရတော့သူတို့မျိုးနယ်သူဇနီးမယားဖြစ်တော့မှဆိုတဲ့တင်ကြေးသားတစ်ခုလည်းဖြစ်ပါတယ်။ သူတို့လက်ထက်တဲ့နေမှာတော့မျိုးနွယ်သွေးရဲ့စပိန်ညက်တမားဟာမင်းကလေးရဲ့စပိန်ကိုရိုက်ချလိုက်ပါတယ်ပြောင်နေတဲ့ဥွေပြားကိုတေချာချောပါတယ်အဲ့နောက်မှာတော့နတ်နတ်ဆောင်ရောက်တော့ဒေါ်လုံးနေရာလုံးမရှိအောင်လင်းကြံပြီးခေါင်းဆောင်နဲ့မင်္ဂလာဆောင်ရပါတယ်တကယ်လို့အဲ့ဒီမျိုးသမီးကမျိုးနွယ်သွေးခေါင်းဆောင်နဲ့တအားကြဲလေးမွေးပေးနိုင်အခွင့်အရေးရှိပါသေးတယ်အဲ့ဒီအခွင့်အရေးကဘာလို့လဲသူတို့မှတဆကရန်၄အောင်ဝတ်ဆင်ထားတဲ့တန်ရွတ်တန်ခွင့်များကိုချက်ခွင့်ရပြီးတက်ကဲအင်းတစ်လုံးပိုက်ဆံရပါသေးတယ်ဗျ ဗီဒီယိုဒီမှာပဲဆုံးသက်ပြရတယ်ပြကြည့်စုကြတော့တရားချင်းစဲကျေးဥ်တင်ပါတယ်။တေးရင်နဲ့မစရိကတော့ဒီမျိုးသမီးတွေကသူတို့မျိုးနယ်ဆိုခေါင်းဆောင်နဲ့လက်ထရတာတကယ်ချစ်နှစ်သက်လို့လား။ဒါမှမဟုတ်ကြောက်လို့ပြေးလို့မလို့လို့လက်ထရတာဆိုတော့ဖြေးပေးသွားခဲ့ပါဦးခင်ဗျ။